ဒီမီဆန်ဂျိုလေးကိုမီပလက်ဖောင်းမှာထိုးချင်မှဖြစ်ပါတယ်။မီကလောက်လေးဖွင့်ထားလိုက်ပါမယ်။ဒီမှာမီဒူလေးလဲနာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာ။အဲ့ဒီမီဒူလေးလဲမှာလဲ။ဒါဆိုရင်အဆင်ပြေတော့တွေ့ရပါတယ်။ဒါဆိုရင်ဒီမီဆန်ခုံလေးပေါ်မှာပြန်ပြီးတော့သက်ဆင်တုံးပြလို့ရတာဖြစ်ပါတယ်။ Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့မီဆာခုံ test box လေးရဲ့ LED မီဒီလေးကျွန်းသွားတာကိုလဲကြည့်မှာဖြစ်ပါတယ် select ရှုစာအပြေးကြပါအောင်ဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ဒီမှာကျွန်တော်အိမ်မှာအမြဲတမ်း မျက်စိပစ္စည်းတွေပြင်တဲ့အခါမှာတောင်းတဲ့ဒီမီဆန်းခုံ test ပုတ်လေးကမိရတော့လာတယ်ဒါပေမဲ့ဒီအထဲမှာအသုံးပြုတဲ့ဒီအဲလေးဒီမီလေးကတော့မလင်းတော့ဘူးဖြစ်ပါတယ်အဲတော့ခလုတ်ဖွင့်ထားပြီမဲ့ဒီအဲလေးဒီမီကမလင်းတော့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖြုတ်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာသူကကျွန်းသွားတာဖြစ်ပါတယ်ကျွန်းသွားတော့အစ်တလေးပြရမှာဖြစ်ပါတယ်ခလုတ်ဖွင့်ထားပြီမဲ့သူကမီးမလင်းဘူးဖြစ်နေပါတယ်မီကတော့လာတယ်အဲ့တော့ မီလာမလာရှင်းရှင်းလင်းလင်းမသိရတဲ့အတွက်ကြောင့်မလို့ဒီကျုံရတဲ့ LED မီဒီလေးကိုအစ်စ်လဲပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီလိုကျုံရတဲ့ LED မီဒီတွေနေရာမှာဒီလို Denio မှာအသုံးပြုတဲ့နေမီဒီလေးနဲ့အစားထိုးလို့ရမှာဖြစ်ပါတယ်။ဒါမဲ့ကျွန်တော်ကတော့နောက်တနည်းစဉ်းစားပါတယ်။ကျွန်တော်ကတော့ဒီနေမီဒီလေးနဲ့အစားမထိုးပါဘူး။ဒီမှာ digital မီဖိုမှာအသုံးပြုတဲ့ဒီ LED မီဒီအနေအောင်လေးရှိပါတယ်။ ဒီ LED မီသီးအနေအောင်လေးကိုဒီမှာဒီကျုံရတဲ့ LED မီသီးနေရာမှာအစာထုတ်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီ LED မီသီးလေးကိုဖြုတ်ပြီးတော့ဒီဒီ LED မီသီးအနေအောင်အဝိုင်းလေးနဲ့အစာထုတ်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီ LED ကျွန်းနေတဲ့ဒီ LED မီသီးလေးကိုဖြတ်ထုတ်လိုက်မှာဖြစ်ပါတယ်။ ကျွန်တော်မြေဒီလေးကိုဒီမှာညှပ်ထားလိုက်ပါမယ်။ပြီးရင်ခဲလေးတို့ပြီးမှာဖြစ်ပါတယ်။ โอเคเลยตูบีทอยဖြစ်ပါတယ်မြဲတာလို့နည်းနည်းဆွဲကြည့်တော့မြဲပါတယ်အဲ့တော့ဒီ LED မီဒီဝိုင်းလေးနဲ့လင်းမလင်းဟိုတို့မီဒီနဲ့အရင်စမ်းကြည့်မှာဖြစ်ပါတယ်မီစမ်းကြိုလေးနဲ့ချက်ပြီးတော့စမ်းကြည့်မှာဖြစ်ပါတယ် ဒီမှာမီဆန်ဂျိုနဲ့ချိတ်ထားတာဖြစ်ပါတယ်ဒီမီဆန်ဂျိုလေးကိုမီပလက်ဖောင်းမှာ ထိုးချင်မှာဖြစ်ပါတယ်မီကလောက်လေးဖွင့်ထားလိုက်ပါမယ်ဒီမှာမီဒီလေးလဲနာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာအလေးဒီမီဒီလေးလဲမှာလဲဒါဆိုရင်အစီအပြေတော့တွေ့ရပါတယ်ဒါဆိုရင်ဒီမီဆန်ခုံဒီပုံမှာပြန်ပြီးတော့သက်ဆင်တုံးပြလို့ရတာဖြစ်ပါတယ် တို့ဒီမိစန်းခုံလေးမှာပြန်ပြီးတော့တက်ဆင်ခြင်းမှာဖြစ်ပါတယ် piye tidak ada jauh kita sambil masih pare piye dia pohon lebih yang tak sendiri yang masih pare ေးပေါဖုံးလေးပြန်တက်ဆင်ဖို့အတွက်ဒီနားမှာနည်းနည်းလေးဒီနားလေးမှာမြေကြီးရှိတဲ့နေရာလေးတွေမှာဒီနားလေးမှာမြေကြီးအပေါကမဆန့်အောင် ဖြစ်နေပါတယ်။ပေါင်နည်းနည်းလေးချက်ပေးရမှာဖြစ်ပါတယ်။ 老鼠赢，应该都会撇到一撇到的。咦，我感觉他身边怎么撇到的？虽然。

မီးပြန်ပိတ်ခြင်းမယ်မီးအနီရောင်လည်းမလင်းတော့ဘူးပြန်ဖွင့်ခြင်းမယ်မီးအနီရောင်လည်းလင်းတော့တွေ့ရမှာဖြစ်ပါလေဒါဆိုရင်ဒီမှာဒီကြုံရတဲ့ LED မီးဒီလေးကိုအစာထိုးပြုပြင်လိုက်တာအဆင်ပြေတာကိုတွေ့ရပါတယ်ဒါကတော့သူရဲ့ကျွန်းသွားတဲ့ LED မီးဒီလေးတော့မီးဒီလေးဖြစ်ပါတယ်ဒါကိုဒီမှာ digital မီးပုံတွေမှာအသုံးပြုတဲ့ LED မီးဒီ wine လီဒီမီဒီအဝိုင်းပုံစံလေးနဲ့အစာထိုးပြုပြင်လိုက်တာဖြစ်ပါတယ်။ဒီလိုမြင်ရတဲ့အချိန်အားလုံးအဆင်ပြေအောင်တွေ့ရပါမယ်။ဒီကလုတ်ပြန်ပေးလိုက်ပါမယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ရောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။